ဝမ်ချန်ပီယံရှစ်မှာဒုတိယမြောက်နိုင်ပွဲရရှိခဲ့တဲ့ပရနီကဒီနေ့ညမှာရှင်ပြိုင်ကစားခဲ့တဲ့ဝမ်ချန်ပီယံရှစ်1 Friday 5 132မှာမြန်မာနိုင်ငံကစားပြု3ဦးပါဝင်ကစားခဲ့ပြီးနှုံးဦးနိုင်ရရှိခဲ့ပါတယ်။အဲ့ဒီနှုံးဦးတဲ့ကဒူကတော့ကယန်တိုင်းရင်သူလဝင်းမိန်ပရနီကပဲဖြစ်ပါတယ်။ပရနီကဟာဒီနေ့ညပြန်ပွဲရင်အမျိုးသမီးအတန်ဝိတ်တန်းမှာတရုတ်နိုင်ငံကစားပြုလီမင်ကူရီနဲ့ထိုးသက်ခဲ့ပြီးတုံးချီတီထိုးသက်ခဲ့ရကအမှန်ဆုံးဖြတ်တဲ့အနိုင်ရရှိခဲ့တာပါ။ ပွဲစားမှာတရုတ်ဖိုက်တာလီဟာအပြားတောင်းကနေပွဲထွက်လာခဲ့ပါတယ်။ဘရိုနီကာဟာအနီတောင်းကနေပွဲထွက်လာခဲ့ပြီးဘရိုနီကာရဲ့ပွဲကိုဆောင်ဆိုင်နေတဲ့ပရိသတ်တရဲ့တန်ဟာလည်းသူကင်းနဲ့ကိုဝင်လာတာနဲ့ဆူညံသွားပါတော့တယ်။ပထမအချိန်နှစ်ဖက်စလုံးကခြေကန်ချက်တွေစပေးမိတတိထားပြီးထိုးတက်ခဲ့ကြပါတယ်။တမနစ်ခန့်ကြာမှတော့ဘရိုနီကာဟာအနီကပ်ထိုးတက်ဖို့ကြိုးစားလာပါတယ်။လီယာခြေရွှေ့တာလင်းမြန်မှုရှိပြီးအမြင့်ကန်ချက်တွေကိုလည်းအသုံးချသွားတာကိုတွေ့ရပါတယ်။ နေရခြေခံချက်ကိုအချိန်နေခြင်းရင်ဘရိုနီကာကဘယ်ညာလက်တီတွဲလုံးနေထုတ်ပါတယ်။နှစ်ဦးပြိုင်ထိုးချိန်ဘရိုနီကာထတ်ထုတ်လိုက်တဲ့ညာဖြောင်းလက်တီကြောင့်လီလဲကြပြီးအမှတ်စဉ်ရေးတွက်ခံရပါတယ်။ဘရိုနီကာဟာအနိကက်တွဲလုံးနေတုံးရင်လီကိုဖြိုးဖို့ကြိုးစားချိန်ပွဲချိန်နဲ့မနေကြောင်းမှမထင်မှတ်ထားတဲ့လီရဲ့ဘဲထောက်ကောင်တာထိပြီးလဲကြခဲ့ရကြောင်းအမှတ်စဉ်ရေးတွက်ခံရပါသေးတယ်။ပထမကြိမ်မှာတော့နှုတ်စလုံးအမှတ်စဉ်တစ်ကြိမ်စီရေးတွက်ခံရပြီးလီယဝိုင်းလက်တီဝေဟောင်းပရိုနီကာကိုအခက်အခဲတွေ့စေတာကိုတွေ့ရပါတယ်။ ဒုတိယချီမှာတော့တရုတ်ဖိုက်တာလီဟာပိုပြီးတွက်လာပါတယ်။အမြင့်ကန်ချက်တီကိုပါအသုံးပြလာတာကြောင့်ဘရိုနီကာဟာတိတ်ပြီးမတိုးတော့ဘဲအချိန်ဆောင်ရင်ဘဲညာတွဲလုံးနေကိုတုံးပါတယ်။ ရော်နီကာဟာချိန်ကောင်းဆောင်နေချိန်လီရဲ့ရုပ်တရက်တိုးဝင်လာတာတွေကိုလည်းတတိထားရှောင်တင်ခဲ့ရပါတယ်။ရော်နီကာတတိထားထိုးနေတဲ့ကြားကလီရဲ့ကံချက်တီပီလဲကြခဲ့ပါသေးတယ်။ရော်နီကာလီကိုချိန်နေချင်းရင်အနိကဘူးဝင်ပြီးချုပ်တူးတိုက်ဖိအားပေးရင်ဒုတိယချီပြီးဆုံးခဲ့ပါတယ်။တတိယချီတော့လုံမနီကွင်းနေကပရိသတ်တင်ဟာရော်နီကာရဲ့နာမည်ကိုကွင်းလုံးညာအော်ဟင်လာခဲ့ကြပါတယ်။ ရော်နီကာဟာတတိယအချီရောက်လာတဲ့အချိန်မှာတတိထားပြီးထိုးတက်တာကိုမြင်ရပြီးလီကတော့အရင်နဲ့လက်တံကွာချက်ကြောင့်ဝင်လုံးလိုက်အမြန်ခွာလိုက်နဲ့ထိုးတက်နေပါတယ်လီယာလည်းပရိုနီကာနီကပ်ပြီးချုပ်ဖို့ကြိုးစားချိန်မှာတထောင်ရချက်အုံပြုပြီးခုခံသွားပါတယ်။ အပြန်အလှန်ထိုးတက်နေရင်တတိယအချီပြီးဆုံးသွားတာကြောင့်အမှတ်ဆုံးဖြတ်ကိုခံယူကြပါတယ်ပွဲပြီးဆုံးလို့ဒိုင်လူကြီးရင်ရဲ့ဆုံးဖြတ်ကိုခံယူချိန်မှာတော့ဘရိုနီကာဟာပြိုင်ဘက်တရုတ်ဖိုက်တာကိုအမှတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီအားလည်းကြောင့်ဘရိုနီကာကိုအားပေးဝင်ရနေတဲ့ပရိသတ်တွေအတွက်ချိန်နဲ့စီခဲ့တယ်လို့ကွင်းထဲထိသွားရအားပေးခဲ့သူတွေကလည်းဂုဏ်ပြုချီးမြှင့်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ဘရိုနီကာရဲ့ဒီပွဲနိုင်ဟာသူ့တော်ဝမ်ချန်ပီယံရှစ်ပြိုင်ပွဲတစ်ချောင်းဒုတိယမြောက်နိုင်ပွဲဖြစ်ပြီးသူရှိမှန်းနေတဲ့ချန်ပီယံခြေလှမ်းတွေအတွက်လည်းကောင်းမွန်တဲ့အထောက်ပံ့ ံဖြစ်ခဲ့ပါတယ်